ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်မြန်မာအော်ဒီယိုဘူ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်နော်ဒီနေ့ဖပြမယ်အကြောင်းအရာလေးကတော့မြန်မာရာဇဝင်တွေမှာထင်ရှားကြော်ကြခဲ့တဲ့စံစစ်သားရဲ့တမန်ကြောင်းကိုဖပြပေးမှာပဲဖြစ်ပါတယ်ရှင်အနောယထမင်းအနိရုဒ္ဓလွန်တော်သူဤသားတော်စောလူမင်းနန်းတက်ပါတယ်စောလူမင်းအား သူဤငယ်တငယ်ချင်းဖြစ်သူငရမန်ကန်ကပုံကံဖန်းစည်းသွားသဖြင့်ကျန်စစ်သားကတွားရောက်ခဲ့တင်ရာစောလူမင်းကကျန်စစ်သားသူအားခဲ့တင်ပါသည်ဟုအော်လေသဖြင့်စောလူမင်းကို ထားခဲ့ရလေသည်ရန်သူလက်ချက်ဖြင့်စောလူမင်းကံကုန်သည်တွင် ပကံပြီတွင်ကြံစစ်သားမင်းနှမ်းတက်လေးတည်း ကျန်စစ်သားမင်းကြီးသည် ပကံပြည်ထိနှံ့ကိုခရစ်နှင့်1084တွင်ဆက်ဆံခဲ့ပါသည် အနော်ယထာမင်းကြီး၏အားထားရသော သူရဲကောင်းတစ်ယောက်ဖြစ်သည်ကျန်စစ်သားသည်အနော်ယထာထူထောင်ခဲ့သောနိုင်ငံတော်ကို မပြိုကွဲအောင်စီးယုံဆောင်ရွက်နိုင်ခဲ့လေသည်မုံမြမာချစ်ကြည်စွာနေထိုင်ရင်းကို အားပီးသည့်အနေဖြင့်သူရေးချိုးခဲ့သောကြောက်စာများတွင်မွန်ပါတာကိုလည်းထည့်သွင်းစေခဲ့ပါသည်။ဆေမြောင်ကျောင်းကံများကို နိုင်ငံတော်အနှံ့ဆောက်လုပ်စေခဲ့ပါသည်။သာသနာတော်ကိုချီးမြှောက်၍ ရားစီရီကုပ္ပထိုးများလည်းတည်ထားခဲ့သည့်အပြင်ဗုဒ္ဓဂါယရှိပျက်စီးယိုယွင်းမှုများကိုတမန်များစေလို၍ပြုပြင်စေခြင်းပြီးနှကတ်တော်ကိုစစ်ဆေးပြုပြင်၍တစုံကူးစေခြင်းမြို့တော်ရှိယဟန်တန်ခါများအားပျက်စီးလေးပါထောက်ပံ့လှူဒန်းခြင်းအဆရှိသောသာသနာရေးဆိုင်ရာကုသိုလ်များကိုလည်းပြုခဲ့ပါသည် အေရီ1100တခုနှစ်ဒီဇင်ဘာတွင်နန်းတော်တစ်ကိုတည်၍အေဒီ1102ခုနှစ်အေဘီလတွင်နန်းတော်ကိုလက်စားတက်ခဲ့သည်ဒီနန်းကို28နှစ်ကြာစိုးဆန်တော်မူပြီးနောက်အေရီ1112တွင်နေရွာဆန်ကံကုန်းခဲ့လေတဲ့အရာရာကိုမြေတော်အလောင်းစီသူမင်းကစခန်းခဲ့ပါသည် ငယ်စင်းဘဝကျန်စသားမင်းဒီအဖဘမအာဒီဇဝံတနေမျိုးဖြစ်၍အမိဘမဝါပင်အတွင်မှတတိတီမွေးဖွားလာတော်သူဖြစ်သည်ဟုကျောက်စာတချို့တွင်ဖော်ပြထားပါသည်ကျန်စသားမင်းဤဘွဲ့တော်မှာတင်ကကြိုက်ပါတာဖြင့်ဂရိပကဗရဏထရီဘုပတိဖြစ်၍အထိပ္ပယ်မှငယ်ရွယ်ပြိုမြင့်တော်မင်းဟုကောက်ယူနိုင်ပါသည် ထိလိုက်မင်းဟုလည်းနမည်ရှိပြီးစံစစ်သားသည် ရှေ့မင်းဆက်မှဆင်းသက်လာသူမဟုတ်ဘဲအရေးအချင်းကြောင့်ထိနှံစက္ခန်နိုင်ခဲ့ခြင်းဖြစ်လေသည်စံစစ်သားမင်း၏အခြားဖွဲ့ဖြစ်သောထိလိုက်မင်းဟုလည်းခေါ်နိုင်သောကြောင့်ယခုဝမ်းတွင်းမြို့နယ်ရှိထိလိုက်အရက်ကိုအုပ်ချုပ်ရသောသူတယောက်ဖြစ်မည်ဟုထင်ရပါသည် ရှာဇဝင်အချို့တွင် အနောယထာမင်းကနန်းအရာကို လူယူမိသူဟု အထင်ရှိသဖြင့်အသက်အရွယ်အလိုက်ကွက်မြတ်ခဲ့သည်ဟု ဆိုကြသည်။ဖုံးရှင်ကန်ရှင်ဖြစ်သဖြင့်အသက်မသေးပဲရှိသော အနောယထာမင်းကမိမိလက်အောက်တွင် အမှုထမ်းစေခဲ့သည်ဟု ဆိုလေသည်။ မြန်မာသမိုင်းစာအုပ်တချို့တွင်ကြံစစ်သားနှင့်အခြားသူရဲကောင်း၃ယောက်ဖြစ်သည့်နထွေယူငလုံးလက်ဖဲနှင့်ညာဦးဖီးတို့အားပကံပြည့်ရှင်အလွယ်ထားမည်သူရဲကောင်း၄ယောက်ဟု ဖော်ပြကြပါသည်ဟန်တာဝရီပကိုးကိုဂျုံးစစ်တီများလာရောက်တိုက်ခိုက်ရာတွင်စစ်တီ၄သိန်းအားနှင့်မြင်ရသော သူရဲကောင်း၄ယောက်နှင့် ပြန်လည်တိုက်ခိုက်နိုင်ခဲ့သည်ဟုလည်းပါပါသည် ပကိုးဘရင်ကကျင်းစုထုတ်ပြန်သောအဖြစ်တမီးတော်မဏိဆန္ဒကို ပကံဘရင်အနောယထမင်းထံစတရာတွင်လံခီ၌ကျန်စစ်သားနှင့်တန်ယောစင်ညီတွဲခဲ့ကြသည်ဟုမြမရာဇဝင်းများတွင် ဆိုကြလေသည်ထို့သောသူအကြောင်းညာများကိုကျန်စစ်သားမင်းရည်ထိုးခဲ့သောမြည်သည့်ကြောက်စာတွင်မှမတွေ့ရှိခဲ့ရပေ ်ထို့သောတန်ရောစင်တွေ့သည်ဖြင့်ဘရင်ကအမျက်တော်ရှာရ၍ကြံစစ်သားကိုနှောင်ကျိုးတီကခေါ်လာစေသည် အနောယထာကိုယ်တိုင်လှံဖြစ်လွ၍ထိုးလိုက်သည်တွင် လူကိုမထီမိနှောင်ကျိုးကိုသာထိုးမိ၍နှောင်ကျိုးဖြစ်သွားကတစ်ဖက်ကန်းသို့ထွက်ပြေးလေရာမန္တလေးတောင်တွင်ကြံစစ်သားခြေရာဆိုသောကြောက်တုံးပေါ်မှခြေရာတစ်ခုလည်းဒဏ္ဍာရီအဖြစ်ရှိပေသည် င်းထန်တည်နေစဉ်ကာလအတွင်းတမဘူလာနှင့်လက်ထက်ခွဲရည်လဲတားတော်ရာဇကူမာရာထုံးကားခဲ့သည် အချိုကလည်းထိုရာဇကုမမင်းသားမှာစံစစ်သားဤသားမဟုတ်ဟုလဲဆိုကြပါသည်ထိုမင်းသားသည်နှောင်တွင်မြမစာပေနှင့်သမိုင်းအတွက်အရေးပါသော ရာဇကုမကျောက်စာကိုရေးထိုးခဲ့ပါသည် ရာဇဝင်များနှင့်တမိုင်းကျောက်စာများရာအမျိုးမျိုးသောအယူများ ကွဲပြားနေတော်လဲကျန်စသားမင်းသည် အနှွေထားလက်ထက်တွင်အလွန်အရေးပါသောလက်ယုံရည်နှလုံးရည်နှင့်ပြည့်စုံသည် သူရဲကောင်းတယောက်ဖြစ်ခဲ့မိမှာ အမှန်ပင်ဖြစ်လေသည်တင်းနှံကိုရာခြင်းအနှွေထားမင်းထံမှနမ်းမွေကိုတားတော်စောလူမင်းကအေဒီ 1989တွင်စက္ကန်နီယာထိုမီအုတ်ချုပ်ဘုံညက်ပြင်းသဖြင့်တိုင်းကားပြည်ရွာမကြီးမသက်ဖြစ်လင်းသည်ငယ်တငယ်ချင်းဖြစ်သူငရမန်ကန်ကတဘုံထရာတွင်စောလူမင်းအဖမ်းခံရသည်ဟု ရာဇဝင်ကျမ်းများတွင်ပါသည်စောလူမင်းကိုရန်သူများလက်မြကဲတင်ရန်အတွက်ရန်သူတပ်အတွင်သို့တကူတော်ဝင်ရောက်ခဲ့ပါသည် ။စောလူမင်းအားထမ်းပြေ၍ကတဲ့ညာစံစစ်သားအမယုံကြည်ပဲငဲတငဲချင်းဖြစ်သူငရမကန်ကသာအသက်ကိုချမ်းသာပေးမည်ထင်သဖြင့်စံစစ်သားသူအားလာခဲ့ပါသည်ဟုအော်လျာစောလူမင်းအားရန်သူလက်အတွင် ထားခဲ့ရလေသည်။ ဆောလူမင်းသည်ငရမကန်းလက်ချက်ဖြင့်ကံကုန်ခဲ့သည်ဟုရှားစဝင်ကျန်းတချို့ဆိုလေသည်တပုံထသောငရမကန်းကန်းကိုရန်ကျန်းစစ်သားဥဆောင်၍နှိမ်နှင်းခဲ့သည့်အပြင်မြမသမိုင်းလိလာသူပါမောခလူထင်မြင်ယူဆသော အခြားတပုံထပွဲအရေးလဲရှိပေသည်သူတဘုံထမှုမှာအနှောယထာမင်းတိမ့်ပိုက်ခဲ့သောမုံတိုင်းချာနေနေပတ်သက်လေသည် မနုဟာမင်းဤမြေတော်မှာငရမကန်ဤတပုံထမှုနှင့်မပတ်သက်ပဲတီးခြားတပုံထလိုဟန်တူပေသည်ပကံမင်းအခန်းအနာသုံးလေတော်အားယူဆောင်၍ပြေးလေရာကျန်စစ်သားကမနုဟာမင်းဤမြစ်တော်နှင့် သမီးတော်အားပေးစားကပောက်ပွားသောကလေးငယ်အားထင်းမွေစကန်စီမီဟုကတိပေး၍မုံမြမချစ်ကြည်ရေးကိုထိမ့်သိမ်းထားခဲ့သည်ဟုယူဆရလေသည် ထုကတိမှာရာဇဂုမာမင်းသားတီးမွေမရခဲ့ခြင်းအကြောင်းလဲဖြစ်နိုင်ပေသည် အနွယ်ထားမင်းတီထောင်ခဲ့သောနိုင်ငံတော်အားမပြိုကွဲအောင်နှလုံးရင်နှင့်စည်းလုံးနိုင်ခဲ့ခြင်းလဲဖြစ်ပေသည်ထိုကဲ့သို့လက်ယုံရင်နှလုံးရင်နှင့်ပြည့်စုံသောပကံသူရဲကောင်းအားမူးမှတ်ဒိနာပတိမြာက1084တွင်နှမ်းအပ်ခဲ့ပါသည်။ 2086တွင်ယာဇာပိဒေကခံယူခဲ့သည်ဟုကျောက်စာများတွင် ဖော်ပြထားပါသည်နန်းတက်ကတိပကံကိုရန်သူတို့ဖျက်ဆီးသောအခါအမျိုးလေးပါသည်စစ်တုံပန်းဖြစ်၍အချို့လည်းအောက်အခြေသို့ပါကြရသည်အချို့လည်းအထက်အညာသို့ပါကြရသည် ်ငါအီအကူညီဖြင့်ထိုသူတို့ပကံတို့ပြန်ရောက်စေပါအံများစွာသောဒုက္ခသိန်းတို့သည်တားတကွဲမရတကွဲမိကွဲဖာကွဲဖြစ်ကြရကုန်၏ထိုသူတို့ဤဒုက္ခကိုငါငြိမ်းပါအံထိုသူတို့ဤမျက်ရည်ကိုငါတုပ်ပါအံငါဤရလက်ဖြင့်ဆံစပါးရိခါကိုပေးအံငါဤဝဲလက်ဖြင့်ဝတ်စားတစားပေးအံ အမိသည်တားငယ်အရှင်ကွင်း၌နှစ်သိမ့်တကယ်သို့ငါသည်လည်းတိုင်းသူပြည်သားတို့ကိုနှစ်သိမ့်ပါအံယခုဖော်ပြသောအကြောင်းညာလေးကတော့ကျန်စစ်တိုင်းမင်းရဲ့အကြောင်းကိုဖော်ပြပေးတာပဲဖြစ်ပါတယ်ရှင်။နောက်လာမယ်အကြောင်းညာလေးတွေကိုလည်းဆက်လက်ဖတ်ရှုအားပေးကြပါဦးရှင်။အားပေးခြင်းသူတဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ရှိပါတယ်ရှင်။